ယနေ့ဧပြီ23ရက်နေ့မနက်8:55မိနစ်ချိန်တွင်မက်ဒီလာမြို့အနီးကိုဗဟိုပြု၍အင်းအား၅တရမ၅အစင်ရှိငလျင်တစ်ခုထပ်မံ၍လုခတ်သွားခဲ့ပါသည်။၎င်းငလျင်သည်မန္တလေးဝမ်တွင်းမြို့နယ်အပအဝင်အနီးဝင်းကျေးမှရှိတဲ့မြို့နယ်များစွာကိုတိတ်တာစွာခန်းစားခဲ့ရပြီးနေအိမ်များနှင့်တိုက်တာအဆအအုံများရိမ်းထိုးခဲ့ရသည်လို့လည်းသိရှိရပါတယ်ရှင်။ မိုးလင့်ဝသားနဲ့ဇလဗေဒဦးစီးဌာနမှထုတ်ပြန်ထားခဲ့သည်မှာဝမ်ဒရီမြို့၏အရှေ့မြောက်ဘက်9မိုင်ခန့်တွင် Richard Scale 5.5ဖြင့်မြေအနက်20ကီလိုမီတာကိုပဟိုပြွ၍လှုပ်ခတ်သွားခဲ့သည်ဟုလည်းထုတ်ပြန်ထားပါရရှင်။ဟဲ့ရေဘူးရေဘူးဘူးထောင်းလိုက်ရေဘူးဘူး မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှငလျင်များထပ်မံလှုပ်ခတ်နိုင်၍ငလျင်ပေးအနေမှကာကွယ်ရန်ရှောင်ကျဉ်ရန်နှင့်တတိထားနေထိုင်ရန်တတိပေးချက်များလည်းထုတ်ပြန်ထားပါတယ်ရှင်ဟမ်ဟမ်လောက်နေတော့ဘာလဲလောက်နေတော့ဟမ်လောက်နေတော့ဘာ ချက်တော့စောင့်မင်းရဒါလေးတိုက်လို့လောက်တာကျမတို့ငလင်ကြီးတယ်ပေါ့နော်ဒါကျမတို့ဒီနေ့တရားစခန်းအောင်ချမ်းတာအောင်ချမ်းတာမှာပေါ့နော်တရားစခန်းပြီးကနီးလင်းပါပါပြီးပြီးဩခေါင်းလောင်းလဲထိုးပြီးပြီးပြီးတော်သေးပါတယ်နော်အဲပြီးထီလှုပ်လိုက်ရတော်သေးရမှာ အဲ့ဒါတရားစခန်းအကုန်လုံးဟိုကလုံနေတော့ပေါ့ထို့ပြင်ယနေ့တွင်ရော့ဆက်တွဲငလင်များလည်းထပ်မံလှုပ်ခတ်ခဲ့ပါတယ်ရှင်ဒီသူများငလင်ဘေးအန္တရာယ်မှကာကွယ်ရန်ရှောင်ကျဉ်ရန်နှင့်တတိထားနေထိုင်ရန်တိုက်တွန်းနှိုးဆော်လိုက်ပါရရှင်။